အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှာကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကို ရင်ထဲအသေးသေးကနေဘာကြောင့်မုံရမယ်ဆိုတာကိုသိအောင်လုပ်ပြီးမှဆရာနာရှင်စနစ်ကို တိုက်ဖြတ်ကြပါလို့ပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာကျွန်တော်နဲ့ကျွန်တော်ပြဿနာများဆိုပြီးတော့ကျွန်တော်နဲ့ကျွန်တော်ပြဿနာများဆိုပြီးခေါင်းစဉ်ပေးခြင်းတယ်ဒီ live ကလည်းတိတ်ပြီးတော့မတက်ဖြစ်တာကြားတယ် ဗမာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေကလည်းအမျိုးမျိုးပြောင်းလဲနေတယ်ဆေးရနာရှင်စနစ်ကိုတိုက်မယ်ဆိုလို့ရှိရင်ဆေးရနာရှင်စနစ်ရဲ့စိုးကြိုးတွေဘေးထွက်စိုးကြိုးတွေဘာတွေဖြစ်နေတဲ့အတွက်ဤမျိုးစုံနဲ့ပေါ်လာတယ်တော်ကြကြလို့ရှိလို့ရှိရင်ကြားဖြန့်ကိစ္စတော်ကြကြလို့ရှိရှိမူရေးစေဝါကိစ္စတော်ကြကြလို့ရှိရင်အိမ်နီးချင်းကိစ္စဒီလိုမျိုးနဲ့ဗမာပြည်ကိစ္စကဟိုပျောက်ပျောက်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ အဲ့တော့ပျောက်ပျောက်သွားတဲ့ဆိုတဲ့အချိန်မှာဆံရရည်တတိရတယ်နော်ကျွန်တော် ပြောမယ့်ကိစ္စကတစ်ချက်ကဗမာပြည်နဲ့လူခွေသမားတွေရဲ့ပြဿနာဗမာပြည်နဲ့လူခွေသမားတွေရဲ့ပြဿနာအဲ့ဒါကဘာလဲဆိုတော့ဗမာပြည်ရဲ့လူခွေသမားတွေဆိုတာကအများစုကစာအုပ်တွေဖတ်ပြီးတော့ဒီဟာကတော့ငါအခွင့်အရေးဆုံးရှုံးနေတယ်ဟဲ့ ဒီဟာကတော့သူ့ခွေဆုံးရှုံးနေတဲ့ဟေ့ဆိုပြီးတော့ပရာဟိတစိတ်ဓာတ်မျိုးပရာဟိတစိတ်ဓာတ်ဆိုတာလူမှုစိတ်ဓာတ်မျိုးနဲ့ပေါ့သူတို့ကတော့ဒါတွေဆုံးရှုံးနေတယ်သူတို့ကတော့ဒါတွေဆုံးရှုံးနေတယ်ဆိုစာအုပ်တွေဖတ်ပြီးတော့နိုင်ငံတကာမှာရေးသားထားတဲ့စာအုပ်တွေဖတ်ပြီးတော့လူခွေသမားတွေကလှုပ်ရှားနေတယ်ဒီလိုဖြစ်တော့ကျွန်တော်နဲ့ဒီဒီမှာရှိတဲ့ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေနော်လူခွေလှုပ်ရှားတဲ့လူတွေတို့ဘာလို့အကုန်လုံးနဲ့ကျွန်တော်စကားပြောပြတယ်ကုလသမဂ္ဂ နော်လူခွေကြီးညာစာရမ်းမှာရေးထားတဲ့ဟာတွေကတော့အများကြီးပေါ့ဗျာလူတိုင်းကလွတ်လပ်စွာသွားလာခွင့်ရှိသည်လူတိုင်းကလွတ်လပ်စွာအသက်ရှင်ခွင့်ရှိသည်လူတိုင်းကလွတ်လပ်စွာပညာသင်ခွင့်ရှိသည်ဒါတွေကကုလသမဂ္ဂမှာသူကသူရေးချင်တဲ့လူကရေးထားတာတကယ်လက်တွေ့မှာအကောင့်အထည်ဖော်ဖို့ဆိုတဲ့ကိစ္စကအခက်ခဲတွေရှိတယ်လူတိုင်းကလွတ်လပ်ခွာသွားလာခွင့်ရှိသည်ဆိုပြီးတော့ခင်ဗျားတို့အမေရိကကိုဘာမှ passport မပါဘဲနဲ့ငါလူဖြစ်တယ်ဆိုပြီးသွားကြည့်လိုက်ပါလားအမေရိကမှာမဟုတ်ဘူးထိုင်းနိုင်ငံကိုပဲငါတို့ကလူဖြစ်သည် ဆိုပြီးတော့ထိုင်းနိုင်ငံအော်ဘာတောင်ရင်းမြေပဲကြော်ကြွားသွားလေရင်ပေါ်တက်ဖို့ပဲလုပ်ကြည့်လိုက်ခင်ဗျားမပတ်စပို့မပါရင်မရညော့ကုလသမဂ္ဂမှာရေးထားတဲ့စာရီကြီးပဲဖတ်ပြီးတော့လူတိုင်းကလွတ်လပ်စွာသွားလာခွင့်ရှိသည်လူတိုင်းကဘာဖြစ်သည်ဆိုပြီးတော့ပြောနေလို့မရအထက်ကဗမာပြည်မှာဖြစ်နေတဲ့ပြဿနာကလူခွင့်ရေးသမားတွေကြောင့်စစ်တပ်ကအကာအကွယ်ရတယ်လူခွင့်ရေးသမားတွေကြောင့်စစ်တပ်ကအကာအကွယ်ရနေ လူခွေရသမားတွေကြောင့်စစ်တပ်ရဲ့နော်ယာဇဝိမှု ကြီးမားတဲ့ယာဇဝိမှုတွေဟာသေးသွားတယ်ကိုကျော်မင်းကိုရအစ္စလာမ်မဝါလီကောဒီကိစ္စကိုခမားတို့တေးသေးချာချာဆွေးနွေးဖို့လိုတယ်တေးသေးချာချာပြောဆိုဖို့လိုတယ်နှစ်ခါထပ်ပြီးတော့ပြောတယ်လို့ပဲခမားတို့မှတ်ထားပါလူခွေရေသမားတွေကြောင့်ဗမာပြည်ဗမာပြည်မှာစစ်တပ်ဟာအကာအကွယ်ရနေ လူအခွင့်အရေးသမားတွေကြောင့်ဗမာပြည်ကစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာအမှုပေါ်သွားတယ်။ညီညာမင်းဘာဖြစ်လို့ပြောနိုင်တာလဲ။ညီညာကိုပြောနိုင်တဲ့အကြောင်းရင်းတွေရှိတယ်။ဗမာပြည်မှာစစ်တပ်ဟာရာဇဝတ်မှုတွေကျူးလွန်နေတာ။ဗမာပြည်မှာစစ်တပ်ဟာရာဇဝတ်မှုတွေကျူးလွန်နေတာ။ရာဇဝတ်မှုကို လူခွင်ရဲတဲ့ချိုးဖောက်တယ်ဆိုပြီးတော့တော့ပြောနေလို့မရဘူး။ရာဇဝတ်မှုကျူးလွန်တဲ့ကိစ္စကိုရာဇဝတ်မှုကျူးလွန်တဲ့အကြောင်းအရာနဲ့အရေးယူရမှာလူခွင်ရဲဆိုပြီးတော့အမှုပေါ့လို့မရဘူး။ဒီတော့ဗမာပြည်မှာအခုဖြစ်နေတဲ့ကိစ္စကလူခွင်ရဲသမားတွေကစစ်တပ်ကမြေသိမ်းတယ်။ဒါဆိုလို့ရှိရင်မြေသိမ်းတဲ့ကိစ္စကဘယ်ဥပဒေနဲ့ညှိတယ်လဲ။ဘယ်ရာဇဝတ်မှုကိုကျူးလွန်တယ်လဲ။ ဘယ်ဟာကိုချိုးဖောက်တယ်လဲမပြောမနဲ့လူတွေရဲ့ပိုင်ဆိုင်မှုကိုစစ်တပ်ကသိမ်းတာပဲအဲ့ဒီလိုသွားပြောတဲ့အခါကျတော့ရာဇဝတ်မှုဆိုတဲ့ဟာကြီးကပျောက်သွားတယ်လူတယောက်ရဲ့ပစ္စည်းကိုသွားပြီးတော့မတရားသိမ်းပိုက်တဲ့ကိစ္စတွေပျောက်သွားပြီးတော့လူခွေရေးဆိုတဲ့ကိစ္စနဲ့ပဲဖြစ်လာဒီတော့လူခွေရေးနဲ့ဖြစ်လာရင်လူခွေရေးသမားတွေဆိုတာဘသူကိုမှသွားပြီးတော့ဖမ်းလို့ရတာလည်းမဟုတ်ဘူးဘသူကိုမှသွားပြီးတော့ရိုက်လို့ရတာလည်းမဟုတ်ဘူး ဘသူကမှသွားပြီးတော့အရေးယူလို့ရတာလည်းမဟုတ်ဘူးတရားဥပဒေစီကိုပဲပြန်သွားတာဒီတော့မမပြီမှာဖြစ်နေတဲ့ပြဿနာတွေအားလုံးရဲ့အနှစ်ချုပ်ကိုသေးသေးချာချာပြန်ကြည့်လို့ရှိရင်ခမားတို့သိင်းလာတာကနိုင်ငံရချားကနော်ပညာတွေကိုသိင်းလာနိုင်ငံရချားမှာဖြစ်နေတဲ့ဟာတွေကိုသိင်းလာဒါပေမဲ့နိုင်ငံရချားမှာရှိနေတဲ့ ဥပဒေတွေခိုင်မာမှုတွေနိုင်ငံရခြားမှာရှိနေတဲ့အခြေခံဥပဒေတွေဥပဒေတွေခိုင်မာမှုတွေလူတွေရဲ့အသည့်တရားတွေဒါမျိုးတွေအကုန်လုံးကိုဘေးကိုဖယ်ထားပြီးတော့ခဏတော့ကလူခွေလူခွေလူခွေပြောတဲ့အခါစစ်တပ်ကပူကြိုက်တယ်စစ်တပ်ကပူကြိုက်တယ်ခင်ဗျားတို့အခုလူခွေသမားတွေလုံနေတဲ့ကိစ္စကမတိုင်းမှုကိုဥပမာတစ်ခုကိုကျွန်တော်ပေးပါမယ်မတိုင်းမှုကို ်လူခွေရင်နဲ့သွားပြီးချင်းကပ်တယ်လို့ဖြစ်နေမဒိမှုကိုလူခွေရင်နဲ့ချင်းကပ်တယ်လို့ဖြစ်နေမဒိမှုကိုလူခွေရင်နဲ့ချင်းကပ်တဲ့ခါကျတော့ခံရတဲ့လူကဘလို့မှဖြေရှင်းလို့မရတော့ဟာအဲ့တော့အကုန်လုံးကဒေါ်အာအန်တီဒေါ်လာစိန်တို့ရေဟုတ်နားနဲ့မနာဖတ်တော့ဖွားနဲ့နာမဟုတ်ပါဘူးเนาะအသက်ပြည့်မှနားထောင်မှာပေါ့မဒိမှုကိုလူခွေရင်နဲ့ချင်းကပ်တဲ့ခါကျတော့မဒိချင်းတဲ့ကောင်ကဒီကောင်မလေးကို तू ဝချစ်လို့ ဒီကောင်မလေးကို तू ကလှုပ်ချင်လို့ဆိုပြီးတော့သူ့ရဲ့လူအခွေရေးအရာ तू ကသွားလှုပ်လိုက်တာတကယ်တကယ်တမ်းကျွန်တော်တို့အပြင်မှာပြောပြီးဟေးဆိုလို့ရှိရင်မရိမှုကမရိမှုပေါ့လူတယောက်ရဲ့အလိုမတူတဲ့အမှုကိုလူတယောက်ကသွားပြီးတော့လှုပ်တဲ့ကိစ္စရှင်းရှင်းလေးရဲ့မရိမှုပဲဒါပေမဲ့နိုင်ငံရချာပညာသင်ပြီးတော့ပြန်လာတဲ့လူတွေအကုန်လုံးကြတာ तू ကဘာလှုပ်လိုက်လဲဆိုတော့လူအခွေရေးနဲ့လှုပ်လိုက်တယ်မဒိန်ကျင်းတဲ့အတေးအာရမကျင်းတဲ့လူမဒိန်ကျင်းတဲ့လူကလည်း သူ့အခွင့်အရေးရှိတယ်။ तू ကဒီကောင်မလေးကိုကြိုက်တာ哦။ဒီကောင်မလေးကိုလှုပ်ချင်တာ哦။အဲ့တော့သူ့အခွင့်အရေးနဲ့ तू လှုပ်ပါတယ်ဆိုပြီးတော့အရင်ဆုံးနာမည်တက်လိုက်တယ်။လူ့အခွင့်အရေးနဲ့ပဲနာမည်တက်လိုက်တာ။ဟာအဲ့တော့တရားဥပဒေနဲ့လည်းကြာလဲကြာ哦။မင်းတို့မထိမှုကဒါကမထိမှုဖြစ်နေတယ်။အာမဟုတ်ဘူး။လူ့အခွင့်အရေးသမားတွေကလည်းဒါကလူ့အခွင့်အရေး तू က तू က तू မှလှုပ်ချင်တဲ့စိတ်ဓာတ်ရှိလို့လှုပ်လှုပ်ခွင့်ရှိလို့ तू ကလှုပ်လိုက်တဲ့လူ့အခွင့်အရေးဆိုပြီးဖြစ်နေ။အခုဗမာပြည်မှာဖြစ်နေတဲ့ကိစ္စအဲ့ဒီပြဿနာပဲ။စစ်တပ်က တိုင်းရင်းသားလူမျိုးစုတွေစစ်တပ်ကလူမျိုးပေါင်းစုံကိုရာဇဝတ်မှုတွေအကုန်ကျူးလွန်တာဒီရာဇဝတ်မှုကျူးလွန်တဲ့ကိစ္စကို ကျွန်တော်တို့ကတရားဥပဒေကြောင်းအရဘယ်လိုဖြေရှင်းမလဲဒီရာဇဝတ်မှုကိုမဖြစ်အောင်ကျွန်တော်တို့ကဘယ်လိုကာကွယ်မလဲဒီရာဇဝတ်မှုကိုကျွန်တော်တို့ကဘယ်လိုမျိုးဟိုဟိုအတတ်နိုင်ဆုံးเนาะတရားမျှတမှုရအောင်ဘယ်လိုလုပ်မလဲအဲ့ဒီကိစ္စတွေမပြောတော့ဘဲနဲ့ အကုန်လုံးကလူခွေရလူခွေရလူခွေရဆိုတဲ့ဟာနဲ့ရောချတဲ့အခါရာဇဝဲမှုကသေး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 သွားရာဇဝဲမှုကပျောက်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 သွားဖြစ်နေတဲ့ပြဿနာကဘလို့ဖြစ်နေလဲဆိုတော့ငါတို့ကအစ္စရေးကိုပဲမုန်းတာဂျူးတွေကိုချစ်တယ်ဂျူးနဲ့အစ္စရေးနဲ့ကဘာကွာလဲ ဂျူးတွေတီထောင်ထားတာအစ္စရေဂျူးတွေတီထောင်ထားတာအစ္စရေအဲ့တော့ငါတို့ကအစ္စရေကိုပဲမုန်းတာကွာဂျူးတွေကိုမုန်းတာမဟုတ်ငါတို့ကဂျူးတွေကိုမုန်းတာကွာအစ္စရေကိုမုန်းတာမဟုတ်ဘူးဆိုပြီးတော့ဒီလိုမျိုးဟိုလူခွေသမားတွေသူတို့ပြောကျင်တဲ့ဟာပြောပြီးတော့ဗျာကတော့ပါရဲ့ကိုယ်တွင်ရမယ့်ကိစ္စကိုကိုလုံနေတယ်လို့ဖြစ်နေတယ်ဥပမာတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ခင်ဗျားတို့ကိုပြောပြမယ်စစ်တပ်မှာအခုမင်းရောက်လာအနားမှာနေနေတဲ့ဟာဘက်ကကြောင်းထွက်တယ်နိုင်ငံရခြားမှာကြောင်းတက်လာတဲ့ကောင်တွေ နိုင်ငံတကာမှာမင်းအောင်လိုင်းကိုစစ်အာဏာရှင်အာဏာသိမ်းတဲ့ကောင်မတရားလုပ်တဲ့ကောင်ဆိုတာအဲ့ဒီမင်းအောင်လိုင်းအနားမှာနေနေတဲ့ဟာဘတ်ကကြောင်းထွက်တော့စတန်ဖို့ကကြောင်းထွက်တော့ထိုင်းနိုင်ငံကကြောင်းထွက်တော့မသိစရာကြောင်းမရှိဒါပေမဲ့အဲ့ဒီလူဟိုစတန်ဖို့ကကောင်းနေလူခွေရလူတွေအကုန်လုံးကမင်းအောင်လိုင်းအနားမှာသွားရှိနေတယ်သူတို့ပြောမဲ့စကားကိုကျွန်တော်ကြိုပြီးတော့ပြောမယ် ငါတို့ကပြုပြင်လို့ရမယ်ထင်လို့ပါငါတို့က liberate အလေအလတ်ကြလို့ပါငါတို့ကဒလို့ဖြစ်လို့ပါဆိုပြီးပွပွလင်းလင်းပြောလို့ရှိရင်ဒီပညာတတ်လို့ပြောတဲ့သူတွေဒီလူခွင့်ရေးလို့ပြောတဲ့သူတွေဟာဒီအာဏာရှင်နားမှာတွက်ကပ်ပြီးတော့သူတို့ရဲ့ကိုကြိုးအတွက်ပြောရင်အဲ့ဒီလူတွေဟာစစ်အာဏာရှင်ထက်တောင်မှပို့ပြီးတော့ကြောက်ဖို့ကောင်းသေးတယ်စစ်အာဏာရှင်က ငါတို့ကဝါလိုမျိုးအင်အားကောင်းတယ်ငါတို့ကဝါလိုမျိုး နောက်ခံရှိတယ်ဆိုလို့ရှိရင်ဆရာနာရှင်နဲ့ညှိလို့ရသေးတယ်အခုကဗမာပြည်မှာဖြစ်နေတဲ့ပြဿနာကတင်းချက်ကစစ်တပ်ဖက်ကပါတဲ့ဖုံကြီးတွေစစ်တပ်ဖက်ကပါတဲ့လူခွေရေးသမားတွေနိုင်ငံတကာအိတ်စကောလာတွေအကုန်လုံးရဲ့ဝါဒဖြန့်မှုတွေထဲမှာခမားတို့ကပြောလိုက်လို့ရှိရင်စစ်တပ်ကဝါဒဖြန့်တယ်စစ်တပ်ကဝါဒဖြန့် စစ်တပ်ကတွေဝါဒဖြန့်နေတာမဟုတ်ဘူးအဲ့ဒီလူအခွင့်အရေးသမားတို့เนาะဒီစကောလာတို့အကုန်လုံးကဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်တော့ကလည်းဒေါအောင်ဆန်းစုကြည်နဲ့ပူပေါင်းပြီးတော့လောက်ကြတာသူတို့ပဲအကုန်ပြုတ်ပြင်းနိုင်တယ်သူတို့ပဲပြုတ်ပြင်းထိမ့်သိရေးသမားတွေသူတို့ပဲဗမာပြည်ကိုဖြစ်ချစ်တယ်ဒီလိုမျိုးလောက်ကြတယ်အစစ်တပ်နဲ့ကြလို့ရှိလို့ရှိရင်လည်းသူတို့ပဲတိုင်းပြည်ကိုချစ်တယ်သူတို့ပဲလုံနိုင်တယ်ဆိုပြီးတော့ဒီလိုတွေလောက်ကြတယ်ဒါကိုပြည်သူလူထုကတည်တည်ချာချာသိဖို့လိုတယ် ်ခင်ဗျားတို့အင်္ဂလန်မှာပဲဖြစ်ဖြစ်အမေရိကမှာပဲဖြစ်ဖြစ်ဥရောပမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်လူခွင့်ရေးသမားတွေကလူခွင့်ရေးချိုးဖောက်တယ်ဆိုတဲ့ဟာတခုတည်းနဲ့တင်ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးသူတို့မှာတက်ဆိုင်တဲ့တရားဥပဒေအရအရေးယူရမယ့်ကိစ္စတွေအကုန်လုံးကိုရှေ့နေရှေ့ရက်တွေအရေးယူနိုင်တဲ့လူတွေအကုန်လုံးကိုလွှဲပေးတာအကုန်လုံးကိုလွှဲပေးတာပုပ္ပလင်းလင်းပြောရင်ဗမာပြည်မှာလဲလူကူရေးသမားဆိုတဲ့လူတွေကနော် တကယ်နိုင်ငံတကာမှာရှိနေတဲ့သူတွေကိုလွှဲပေးတာအဲ့ဒီလိုလွှဲပေးနိုင်တဲ့အဖွဲ့တွေဆိုတာနည်းနည်းလေးပဲရှိတာကြံတဲ့လူတွေကလူခွေရေးကိုအကြောင်းပြပြီးတော့ဒီစစ်တပ်ရဲ့เนาะယာဇဝတ်မှုကိုလူခွေရေးဆိုတဲ့ဟာနဲ့ဖုံးပေးနေတဲ့အနေအထားမျိုးတွေပဲဖြစ်ကုန်တာစစ်တပ်ရဲ့အလွန်ကြီးမားတဲ့ယာဇဝတ်မှုတွေအကုန်လုံးကိုလူခွေရေးဆိုတဲ့ကိစ္စလေးခံပြီးတော့သူတို့လှုပ်လိုက်တဲ့အခါမှာပြဿနာတွေတက်သွား နော်ဒီကိစ္စက နိုင်ငံတကာမှာမရှိတဲ့ကိစ္စမျိုးကဗမာပြည်မှာ ပြန်ပြီးတော့ဖြစ်နေတာကျွန်တော်ဥပမာတစ်ခုပေးသလိုမင်းတို့လူအခွင့်ရေးဆိုပြီးတော့ကျွန်တော်ကလူအခွင့်ရေးဆိုပြီးတော့ကျွန်တော်ဒီကျွန်တော်ကိုယ်အိမ်ထဲမှာကိုနေတဲ့နေရာမှာကျွန်တော်ကကျွန်တော်24နာရီကျွန်တော်ကကျွန်တော်ဖွင့်ကျင်တိုင်းဖွင့်လို့ရတယ်ဒါကကျွန်တော်လူအခွင့်ရေး ငါငါအော်ချင်းအော်မယ်စူးချင်းစူးမယ်လှုပ်ချင်လှုပ်မယ်ဒါပေမဲ့လူတွေနဲ့နေတဲ့အခါမှာမင်းလူခွေရလူခွေရပဲတခြားသူကိုမထိခိုက်အောင်နော်တခြားသူတွေကိုအနှောက်အယှက်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့မြူနစ်စပယ်ဥပဒေတွေရှိတယ်နော်လူတွေနေရင်လူတွေနေတဲ့တိုက်ခန်းတွေရဲ့ဥပဒေတွေရှိတယ်မင်းတို့မြူနစ်စပယ်ဥပဒေတွေမဟုတ်ဘူးကျွန်တော်တို့အခုကျွန်တော်အခုနေတဲ့ဆိုလို့ရှိရင်တိုက်ခန်းတွေမှာနေတယ်တိုက်ခန်းတွေမှာနေတယ်ဆိုလို့ရှိရင်တိုက်ခန်းတွေရဲ့ဥပဒေရှိသေးတယ် အဲ့ဒီတိုက်ခန်းတွေရဲ့ဥပဒေတွေထဲမှာမှဒီတိုက်ခန်းမှာနေတဲ့ municipal ဥပဒေသက်သက်တယ်မဟုတ်ဘူးလူတွေရနေပြီးတော့အကုန်ပြုစုထားတဲ့ဥပဒေဆိုတာရှိသေးတယ်ဒီတော့ဗမာပြည်မှာဖြစ်နေတဲ့ပြဿနာကစစ်တပ်ကရာဇဝတ်မှုကျူးလွန်လူ့ခွေရေးသမားတွေကလူ့ခွေရေးချိုးဖောက်တယ်ဆိုပြီးတော့စွတ်ထဲတယ်စစ်တပ်ကရာဇဝတ်မှုကြီးကိုကျူးလွန်တာလူ့ခွေရေးသမားတွေကလူ့ခွေရေးချိုးဖောက်တယ်ဆိုပြီးတော့စွတ်ထဲတယ်အဲ့ဒီမှာနေအမှုက ရော့သွားပြီအမှုကရော့သွားပြီအဲ့ဒီကြားထဲမှာမှစနစ်တကျလူခွင့်ရေးကျူးလွန်တယ်စနစ်တကျလူခွင့်ရေးကျိုးလွန်တာနဲ့စနစ်တကျရာဇဝတ်မှုကျူးလွန်တာနဲ့မတူမတူတဲ့ကိစ္စမှာလူခွင့်ရေးကျူးလွန်နေဆိုတဲ့ခေါင်းစဉ်တက်လိုက်လို့ရှိရင်အမှုတွေကရော့သွားပြီလူခွင့်ရေးကျူးလွန်တဲ့လူကိုပညာပေးရမှာလားမလုပ်ရမှာလဲအဲ့ဒီမှာရင်အကုန်လုံးကရှုပ်ချက်ခတ်နေပြီ ီတော့ပြောချင်တဲ့ကိစ္စကခမည်းတော်ပြောနေတဲ့လူခွင့်ရေးကကုလသမဂ္ဂဗြိဉ္ဉင်စာရန်နေမှာပါတယ်လို့မျိုးရေးထားတာတွေအကုန်ကောင်းတယ်ဒါပေမဲ့လက်တွေ့မှာအကောင့်ထဲပေါ်လို့မရဘူးအေးရာဇဝတ်မှုကြလို့ရှိရင်လက်တွေ့မှာအကောင့်ထဲပေါ်လို့ရတယ်ရာဇဝတ်မှုကြလို့ရှိလို့ရှိရင်လက်တွေ့မှာအရေးယူလို့ရတယ်အဲ့ဒီလိုဖြစ်နေတဲ့ဟာကိုပြည်သူလူထုကသိဖို့လိုတယ်ဒီကောင်ကလူခွေရေးသမားဟဲ့ ဘာမှတကယ်တကယ်တမ်းကျတော့လူခွေရသမားပြောပြီးတော့တခြားလူတွေကိုခေါင်းစဉ်တက်နာမည်တက်ပြီးတော့နော် तू ကလိုက်ပြီးတော့ဆွဆွဲနေတာဥပမာမဘာသာမဘာသာတွေကဝီယာသူကသူ့ရဲ့ယုံကြည်ချက်ကိုသူ့မှာပြောခွင့်ရှိတယ်အဲ့ဒါလွတ်လပ်စွာပြောဆိုခွင့်နဲ့မှာဝီယာသူလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဒါပေမဲ့ဝီယာသူပြောဆိုချက်ဟာတခြားလူမျိုးစုတစုကိုနော် တွားပြီးတော့ထိခိုက်တဲ့နစ်နာတဲ့ဟေ့ဖြစ်လာပြီဟေ့ဆိုရာဇဝတ်မှုဖြစ်သွားရင်ဝီရသူကိုအရေးယူပါဒါပေမဲ့ခမည်းတော်မှာဖြစ်နေတဲ့အခါဒီဝီရသူကလူခွေရေးရသူပြောချင်တာပြောတာပဲဝီရသူတို့ကလူခွေရေးရသူ့ဖွဲ့စည်းကိုသူကာကွယ်လို့ရတာပဲအဲ့ဒါမျိုးကိုဘသူတွေကလူခွေရေးကိုအတုံးချပြီးတော့ပြန်ပြီးလှုပ်လဲဆိုတော့ဒီအစွန်းရောက်တခြားဘာသာဝင်တွေကခမည်းတွဲသမျှလူအကုန်လုံးကိုသူတို့နဲ့မတည့်ဘူးဆိုတာနဲ့တွဲသမျှနာမည်တွေတတ် အာငိမ့်ညာအောင်ဆိုလဲကရင်မဘာသာမဆုစုမြတ်ဆိုလဲဟိုဘာဟိုဝါမဘာသာဒီလိုမျိုးတတ်တယ်နောက်ဆုံးသူတို့ကိုဒီလူတွေအကုန်လုံးကဂျူမုံဒီရဲ့သမားတွေဖြစ်တယ်အဲ့ဒီလိုမျိုးနာမည်လဲတတ်လဲတတ်ကောအကုန်လုံးပြေးရောဘာဖြစ်လို့ပြေးလဲဒီဂျူမုံဒီရဲ့လို့နာမည်တတ်လိုက်ပြီးဟေးဆိုတာ ਨੇ နိုင်ငံတကာမှာသူတို့ကိုအရေးယူတော့မှာသူတို့ကိုဖမ်းတော့မယ်လဲဆိုလဲဆိုတော့ဒီလူတွေကဂျူမုံဒီတာမဟုတ်ဘူးအစ္စရေးကိုဆန့်ကျင်တာဖြစ်ပြန်အောင်ဂျူမုံဒီတာမဟုတ်ဘူးအစ္စရေးကိုဆန့်ဒီတော့ လူခွင့်ရေးသမားတွေဟာဒီလူခွင့်ရေးဆိုတဲ့နာမည်လေးကိုယူပြီးတော့ကို့အခွင့်ရေးအတွက်ဘယ်လိုရအောင်လုပ်မလဲကို့အခွင့်ရေးအတွက်ဘယ်လိုမျိုးသိတယ်မလားဟုတ်ကိုနေသာအောင်ဘယ်လိုနေမလဲဒီလူခွင့်ရေးသမားတွေကလူခွင့်ရေးနာမည်ခံပြီးတော့ငါတို့ကဥပဒေအထက်မှာဘယ်လိုနေရမလဲဒီလိုမျိုးကြံထားတဲ့ကလိန်ကကြစ်လောက်တဲ့လူမှန်သမ ्या ဟာလူခွင့်ရေးဆိုတာကိုဒိုင်းကြီးကာထားတယ် ကလိန်ကကြစ်လုတ်ပြီးတော့အချောင်သမားတွေကတော့ပါလေခမားလူအခွေရေးဆိုပြီးတော့ပြောမနေနဲ့ဒီနိုင်ငံတွေမှာအလုပ်မရဘူးလူအခွေရေးကျွန်တော်ကလူအခွေရေးနဲ့ဟိုကဘာလုံမှာရထားတဲ့ဘွဲလုံလောက်ကိုမပြောဘူးကဘာလုံရထားတဲ့ဆိုအမိုက်ကျုံးလို့မရဘူးမင်းရမင်းလူအခွေရေးနဲ့သွားပြီးတော့မင်းရမင်းလူအခွေရေးနဲ့လူအခွေရေးမှာပဲဟိုတင်ကြိုင်ကုန်းမှာပဲသွားပြောနေလာပြီးတော့ပြောမနေနဲ့မင်းမအတမွေးဝါးเจ้าပညာရှိလား ဟာကျွန်တော်ကတော့နိုင်ငံရေးသိပ္ပံနဲ့ဟိုအင်္ဂါဂျိုကြီးကနိုင်ငံရေးကိုပါလေးလာမင်းအင်္ဂါဂျိုတွေပါရှောက်ပြောမနေနဲ့မင်းတို့တက်ကတူကနေပြီးတော့ဘတ်ဂျက်ချပေးလာအဲ့ဘတ်ဂျက်ချပေးတဲ့အတိုင်းလုပ်ရင်လုပ်မလုပ်လို့ရှိလို့ရှိရင်တော့ဟိုမှာတန်ရှင်းအတွက်တော့မှလုပ်လို့လို့မရဘူးဘာဖြစ်လို့လဲဆိုတော့မင်းကဟိုကမီဂယ်တွေပေါ့နော်ဓာတုပေတာပစ္စည်းတွေကင်ရတာရှိတယ်အမှိုက်သိမ်းတဲ့အခါအဲ့ဒါတွေမလုပ်တတ်လို့ရှိရင်ကြံတဲ့လူတွေပါဖေးကုန်မယ်ဆိုပြီးတော့မင်းဘယ်သူမှအလုပ်မခံဒီလူတွေကအတန်မွေးဝမ်းကြောင်းပညာရှိတာမဟုတ်ဘူးတကယ် အသက်မွေးဝမ်းကြောင်းပညာရှိတာမဟုတ်ဘဲနဲ့လူအခွင့်ရေးဆိုတဲ့ဒိုင်းဟောကာပြီးတော့ကိုယ်အခွင့်ရေးအတွက်ဘလုံမျိုးစစ်တပ်ကကောင်းနေတတ်ပါရုံမာတာစစ်တပ်ကကောင်းနေတတ်ပါမယိုင်းတာဥပမာချင်းသိစစ်တပ်ကကောင်းနေရဟိုဘလို့ပြောမယ်မြေခွေးဆိုလို့ရှိရင်အော်စစ်တပ်ကကောင်းနေရဗျာကတော့ပါကြားလိုမျိုးပေါ့ကြားကြားငစင်းလဲပေါ့ဘားကောင်တကောင်ရအောင်ဘလို့မျိုးချင်းကမယ်ဘလို့မျိုးလုပ်မယ်ဆိုပြီးလုပ်တဲ့အချိန်မှာဒီလူခွေရေးသမားတွေဒီစကောလာတွေ နိုင်ငံရေးသိပ္ပံသမားတွေဆိုတာမြေခွေးတက်တက်တွေကြားတွေစားထားတဲ့ဟာကိုအယိုးရင်ကရရင်တော်ပြီဆိုပြီးတော့အဲ့ဒီကြားနောက်ကိုရှောက်လိုက်နေတယ်လူခွေးရေးသမားတွေဆိုတာကြားတွေရှင်သေးတွေလို့အင်အားသုံးတာမဟုတ်ဘူးကြားတွေရှင်သေးတွေသုံးထားတဲ့နော်တိုက်ခိုက်ရယူထားတဲ့ကိုအရာကိုနောက်မှာလိုက်နေတဲ့မြေခွေးတွေအဲ့ဒီနောက်မှာလိုက်နေပြီးတော့ဘယ်လိုပြောမလဲအပုပ်အသောစားပြီးတော့အဲ့လိုမျိုးလုပ်တဲ့လူတွေ ဒီလူတွေကဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလဲဒေါ်အောင်ဆန်းစုကြည်နားမှာကတ်နေတယ်စစ်တပ်လက်မှာလဲစစ်တပ်နားမှာကတ်နေတယ်တကယ်တိုင်းပြည်ရဲ့အရေးအကြောင်းတွေဖြစ်ပြီးဟေ့ဆိုလို့ရှိရင်ခမားတို့အဲ့ဒီလူခွေရေးသမားတွေခွေးခွေရေးသမားတွေကြောင်ခွေရေးသမားတွေကိုခမားတို့သွားရှာကြည့်လိုက်အကုန်လုံးကအရှိုးအရှိုးနိုင်ငံရချားကိုပြန်သွားကြအောင်သူတို့ပညာသင်ခဲ့တဲ့နေရာတွေနော်သူတို့နေခဲ့တဲ့နေရာတွေဒီလူတွေကနောက်ဆုံးကုန်ကုန်ပြောရင်ဗျာ ဗမာဥပဒေနဲ့ပြောပြီးဟေးဆိုလို့ရှိလို့ရှိရင်လေဒီကောင်တွေအကုန်လုံးကဗမာပြည်မှာနိုင်ငံသားနှစ်နိုင်ငံသားခံခွင့်မရှိဘူးဒီကောင်တွေကြလို့ရှိရင်ချွင်းချက်နဲ့ကိုနှစ်နိုင်ငံသားလို့လို့သုံးနိုင်ငံသားလို့လို့လေးနိုင်ငံသားလို့လို့လုပ်နေတယ်အဲ့တော့ဗမာပြည်ရဲ့တကယ်ပြဿနာအစစ်ကိုဖြေရှင်းကျင်တယ်ဆရာနာရှင်စနစ်ကိုတိုက်ချင်တယ်ဟေးဆိုလို့ရှိရင်အဲ့ဒီမြေခွေးတွေနော်ကြာငစင်းလေးရရှာထားတဲ့စားထားတဲ့သားကောင်အသားကြီးကြာငစင်းလေးရစားထားရင်အဲ့ဒီမြေခွေးဆိုတဲ့ကောင်ကအယိုးလာကြိုက် ီတော့ခမားတို့အနေနဲ့ပြည်သူလူထုအနေနဲ့တော်လှန်ရေးသမားတွေအနေနဲ့ခမားတို့စဉ်းစားဖို့ကဒီလူခွေရေးလို့ပြောတဲ့ကောင်တွေဒီနိုင်ငံရေးသိပ်ပံလို့ပြောတဲ့ကောင်တွေဒီကောင်တွေကိုခမားတို့လုံနေတဲ့တော်လှန်ရေးထဲမှာမပါအောင်ခမားတို့ဘလို့မျိုးကာကွယ်မလဲခမားတို့ဘလို့မျိုးပြင်ဆင်မလဲဒီကိစ္စကအရေးကြီးတယ်ကျွန်တော်တို့တော်လှန်ရေးကြီးလုံနေတယ် တော်လန်ရေးကြီးလုပ်နေတယ်ဆိုလို့ရှိရင်အကြမ်းမဖက်နိုင်ငံရေးဆိုပြီးဘော့ဘလိုဂျင်းရှက်တို့လာလုလိုက်တယ်လူခွေရေးတို့ဘာလို့ပေါင်းလိုက်ပြီးလဲပြီးရောယူချင်းအောင်ဆောင်ပြီးတော့ကျွန်တော်တို့တော်လန်ရေးကြီးကပြတ်သွားအခုလဲလာပြီဒါကလူခွေရင်းနဲ့ပတ်သက်ပြီးတော့ပါကျွန်တော်နောက်15မိနစ်မိနစ်20လောက်နားပြီးသွားလို့ရှိရင်အာနာရှင်ရဲ့အာနယ်ချက်တွေမှာကျွန်တော်တို့ဘာကိုအခွင့်ကောင်းယူနိုင်လဲအာနာရှင်ရဲ့မှားယွင်းတဲ့မှားွက်တွေမှာကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတဲ့ကိစ္စအကုန်လုံးကို เนาะကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်အခုကတော့ဒီလောက်နဲ့ပဲကျင်းတ်ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းထပ်ပြီးတွေ့ကြသေးတာပေါ့လူခွေရေပြောတဲ့သူတွေဟာအချောင်သမားတွေမြေခွေးတွေတော်တော်များတယ်ဆိုတာကိုခင်ဗျားတို့နားလည်ကြပါကျေးဇူးအများကြီးတင်ပါ